AI နည်းပညာကိုအသုံးပြုပြီးတော့တက်ရှိတွေကိုဖန်တီးနိုင်သွားပြီဖြစ်ပါတယ်။အခုမြင်နေရတဲ့စာတန်းကတော့တက်ရှိတွေရဲ့မျိုးရိုးဗီဇအချက်အလက်တွေကို AI နဲ့ကိုထည့်သွင်းတာအောင်မြင်သွားပြီဖြစ်ကြောင်းသူတေသနာပြုလုပ်ထားတဲ့စာတန်းပဲဖြစ်ပါတယ်။ဆိုတော့ AI ကဘယ်လိုမျိုးဖန်တီးတာလဲရှင်းပြပေးပါမယ်။ EVO 1ရယ် EVO 2ရယ်ဆိုတော့ AI model နှစ်ခုရှိတယ်။အဲ့ဒီ AI model နှစ်ခုကဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုတော့သူ့ရဲကိုထည့်လိုက်တဲ့ မျိုးရိုးဗီဇဆိုင်ရာအချက်လက်တွေကိုဘယ်လိုမျိုးပုံစံနဲ့ဖွဲ့စည်းတိစောက်ထားရလဲဆိုတာကိုပြီးတော့ဘယ်ဗီဇနဲ့ဘယ်ဗီဇနဲ့ကိုပေါင်းစပ်လိုက်လို့ရှိရင်ဘယ်လိုမျိုးအသစ်ထွက်လာမလဲဆိုတာကိုလည်းလုံနိုင်တယ်။ ChatGPT မှာဆိုလို့ရှိရင်လည်းဒီ data တွေအများကြီးထည့်ထားတယ်။ပြီးရင်လူတွေကတောင်းတဲ့အခါမှာလူတွေတောင်းတဲ့အဖြေနဲ့ကိုက်ညီမဲ့အဖြေတစ်ခုကိုသူ့မှာရှိပြီးသားအချက်လက်တွေကနေပြီးတော့ရှာဖွေပြီးတော့ပြန်ပြီးတော့ထုတ်ပေးတယ်။အဲ့ဒီသဘောတရားပါပဲ။ဆိုတော့သိပ္ပံပညာရှင်တွေကဒီ model နှစ်ခုတည်းကိုတက်ရှိတွေရဲ့မျိုးရိုးဗီဇနှစ်တန်းကျော်ရဲ့ အချက်အလက်တွေ formula တွေကိုထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ဘာပြန်တောင်းလဲဆိုတော့ e coli bacteria အဲ့ဒီ bacteria ကိုနိုင်တဲ့ virus တွေပြန်ထုတ်ပေးပါဆိုပြီးတော့ comment ပေးလိုက်တယ်ဒီနေရာမှာ e coli bacteria ကဘယ်လိုဟာမျိုးလဲဆိုတာကိုရှင်းပြပေးပါမယ် e coli bacteria ဆိုတာကတော့လူတွေရဲ့အသက်ရှူလမ်းကြောင်းတို့အစာအိမ်လမ်းကြောင်းတို့စီလမ်းကြောင်းတို့အဲ့လိုမျိုး corin cleaver မှာရှိတဲ့ bacteria တစ်မျိုးပါအဲ့ဒီ bacteria ရှိလို့ရှိရင်ဘာဖြစ်လဲဆိုတော့အစာအိမ်လမ်းကြောင်းမှာရှိတယ်ဆိုလို့ရှိရင် one pet one shot ဖြစ်မယ်အဆုတ်ထဲမှာရှိရဆိုရှင်အသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်တာဖြစ်မယ်စီလမ်းကြောင်းမှာရှိရဆိုလို့ရှိရင်စီပိုးဝင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကလူကိုဒုက္ခပေးတဲ့ bacteria အမျိုးအစားပေါ့ ဆိုတော့ AI ကသူ့ကိုထည့်သွင်းပေးထားတဲ့မျိုးဗီဇနှစ်တန်းကျော်ကိုပေါင်းဆက်ပြီးတော့တွက်ချက်လိုက်တယ်အဲ့ဒီအချိန်မှာဒီ E coli bacteria ကိုနိုင်မဲ့ virus formula ထောင်ကနေပြန်ပြီးတော့ထုတ်ပေးတယ်အဲ့ဒီမှာသိပ္ပံပညာရှင်တွေကပြန်ပြီးတော့ဒီထောင်ကနေနဲ့ရနေပြီးတော့ပို့ပြီးတော့အောင်မြင်ဖို့အတွက်နီးစပ်တဲ့ formula 302ခုကိုထုတ်ယူလိုက်တယ်အဲ့ဒီ formula 302ခုကိုဓာခွဲကန်းထဲမှာပြန်ပြီးတော့တကယ် virus acid တွေရဲ့ DNA တွေနဲ့ပြန်ပြီးတော့ process ဆန်းတက်လိုက်တယ် အဲ့ဒီမှာ formula 16ခုကအောင်မြင်သွားပါတယ် formula 16ခုအောင်မြင်ပြီးတော့ virus 16မျိုးအစ်စ်ထွက်လာတယ်အဲ့ဒီ virus 16မျိုးနဲ့ e coli virus နဲ့ပေးတွေ့တဲ့အခါမှာ16မျိုးတည်းကတချို့သော virus တွေက e coli virus အပြင်ကမှအပြင်မှာရှိရှိသမျှသော virus တွေထက်ကို65ဆပိုပြီးတော့အစွမ်းထက်တယ်အများကြီးပိုပြီးတော့တန်မာနေတယ်ဆိုတော့ AI ထုတ်ပေးတဲ့ formula ကိုအသုံးချလိုက်တာတကယ်ကဘာပေါ်မှာလုံးဝမရှိဘူးသေးတဲ့ virus သက်ရှိတယ် ဖြစ်လာပြီပေါ့နော်အဲ့တော့အခုလက်ရှိမှာတော့သူတို့ကဒါကို virus တွေနဲ့ပဲစပြီးတော့စမ်းသပ်တဲ့အဆင့်ပဲရှိသေးတယ်ဒီနေရာမှာ virus တွေရဲ့ DNA မဟုတ်ဘဲနဲ့လူတွေရဲ့ DNA ဆိုပြီးတော့ပြောင်းပြီးတော့တွေးကြည့်လိုက်ညံအရန်ကောင်းတဲ့သူရဲ့ DNA ကြော့သားတွေကြီးထွားတန်မာတဲ့မျိုးရိုးကိုရှိတဲ့သူရဲ့ DNA အရက်မြင့်တဲ့မျိုးရိုးကိုပိုင်ဆိုင်ထားတဲ့သူရဲ့ DNA စသဖြင့်အကောင်းဆုံးဆိုတဲ့ DNA တွေကိုပဲပေါင်းစပ်ပြီးတော့ DNA အစ်စ်တစ်ခုကို AI နဲ့ထုတ်လိုက်မယ်ဆိုလို့ရှိရင်စူပါမန်လိုမျိုး စူပါမန်မဟုတ်ရင်တောင်မှစူပါမန်လောက်နေပါရိုးရိုးလူတွေထက်အများကြီးပိုပြီးတော့ perfect ဖြစ်တဲ့လူသားမျိုးရိုးမပေါ်ထွက်လာနိုင်ဘူးလို့ဘယ်သူမှမပြောနိုင်ပါဘူးဆိုတော့ကျမတို့ရဲ့အနာဂတ်ကြီးကတော့တော်တော်လေးကိုစိတ်လှုပ်ရှားစရာကောင်းနေပါပြီအဆုံးနည်းကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်